ီနေ့ကျွန်မဝင်ကားမယ်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဖျားအချိန်ကိုစောင့်ပါ wait for god timing တဲ့နော်ဖျားအချိန်ကိုစောင့်ပါ wait လို့ပြောရင်လေတကယ်လုပ်ငန်းကြီးတွေသွားလုပ်နေတဲ့တထိတ်တွေသင်ဒီစကားသွားပြောကြည့် wait လို့ပြောရင်လေသင်ဘာပြန်ပြောမလဲမသိလားလုံးဝသဘောကျမှာမဟုတ်သူတို့ကအချိန်နဲ့တပြင်းညီကာလနဲ့တပြင်းညီအချိန်အဟုန်နဲ့စီးပွားရေးတို့လှုပ်ဆောင်နေတဲ့သူတွေဖြစ်တဲ့တွန်းသင်သူတို့ကိုသွားတော့ wait လို့ပြောကြည့်အရန်တော်သားပြမှာ မင်းနားမလဲဘူးလားဒီခစ်ကာလာကလေလူတွေကအချိန်နဲ့တပြင်းကြီးပတ်ဆံရနေတဲ့ကာလာမှာဘလို့ဖြစ်လို့ wait ဘာဘလို့အချိန်ကိုစောင့်ခိုင်းနေတာလဲအချိန်ကြီးကြာနေပြီလို့သွားပြောလိုက်မယ်မင်းကျွန်မပြောပြခြင်း ਨੇ ဒီနေ့တရားဟောတဲ့တရားဟောချက်ဒီအယံတော်အယံထက်မြတ်တော်သူများအတွက်ဖြစ်တယ်အာမင်ဒီနေ့သင်ကအယံတော်အယံထက်မြတ်ပြီးအယံအရှိရောက်နေဒီနေ့တရားစကားအသင်အတွက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တော်ယုံတန်ယုံလူတွေက ဒီတရားစကားကို ကြားရင်အော်ဒါပုံမှန်သမယိုးကြပါဒီမဲ့အရန်တော်တဲ့သူတွေကဒီစကားကြားရင်လေဒါငါ့ကိုပြောနေတာဆိုတာစသိနေပြီဘာဖြစ်လို့လဲသလားသူတပားအတွက်ခေါင်းတစ်လုံးตาခြင်းတဲ့သူတွေသူများအောင်မြင်နေတဲ့အရာပေါ်မှာကြည်ပြီးတော့အားရယုံတာမကပဲငါလဲတနေ့ဒီလိုဖြစ်ရမယ်ဒီထက်မကဖြစ်ရမယ်ဆိုတဲ့သူတွေအတွက်ဒီနေ့နှုတ်ကပတ်တော်ကသင်အတွက်ဖြစ်တယ်ဒါနဲ့ဘေးနားမှာရှေ့တငယ်ချင်းပြောလိုက်မင်းကအရန်တော်တော့ဒီနေ့နှုတ်ကပတ်တော်မင်းအတွက်ဖြစ်တယ်လို့ နှုတ်ကပတော်ကိုဖတ်ရအောင်56ခုမြောက်သောစာလင်အပိုင်ငယ်30ငြိမ်ဝတ်လျက်နေကြလောငါကဖျားသခင်ဖြစ်သည်ဟုတိမတ်ကြလောလူမျိုးတို့တွင်ငါသည်ဘုံပွင့်မီမြေကြီးပေါ်မှာဘုံပွင့်မီငြိမ်ဝတ်လျက်ဒီနေ့ဖျားသခင်က သူကိုယ်တိုင်ကစ9ရက်မှ6ရက်အလုတ်လုတ်ပြီးတော့တရက်ကို အနာယူတတ်တော်သူဖြစ်တယ်ဒီလိုအနာယူခြင်းကဣသရေလလူမျိုးတွေလိုလည်းပြောတယ်မင်းတို့ခုနှစ်နှစ်မှာ၆နှစ်အလုပ်လုပ်တနှစ်ကိုတော့မြေကြီးကိုအနာပေးရမယ်။ဘာကြောင့်မြေကြီးအနာပေးရတာလဲ။မင်းတို့အနာမပေးဘဲနဲ့ဒီမြေကြီးကိုဆက်ပြီးတော့လုံနေမယ်ဆိုရင်ဒီမြေကြီးမှာထွက်လာမယ်ဂစီ ထွက်လာမယ်အာဟာရတွေမထွက်လာဘဲနဲ့ခမ်းချောက်ရင်အဲ့ဒီနောက်၈နှစ်မှာမင်းတို့အထွက်မတိုးတော့ဘူးဆိုပြီးတော့တမန်ကျမ်းစာတွေမှာပြောထားတယ်အဓိက9နှစ်မြောက်တဲ့နှစ်မှာဒီမြေကြီးကိုအနာပေးခြင်းအပြင်၈နှစ်မှာနှစ်ဆပြန်တီးဖို့ရန်အတွက်ဖြစ်တယ် ဒီနေ့တချို့သောမိသားစုဝင်နဲ့ညီကိုမောင်မဒီစကားကိုကြားတဲ့အခါမှာအရန်အလုံများနေပြီးတော့အရန်အရှိရောက်ပြီးတော့မလုံရရင်မနေနိုင်တခခုတော့လုံရမှကျင်နေမယ်ဆိုတဲ့သူတွေကဒီနေ့တည်င်းစကားတင်တွက်ဖြစ်တယ်။ဘာကြောင့်လဲသလား?ကျမကိုယ်တိုင်ကအစအလိုဖြစ်လို့နေလို့မနစ်ကဒီအချိန်မှာကျမတို့ဘာလုပ်နေရလဲဆိုတော့အသင်းတော်ခြံဝယ်ဖို့ရန်အတွက်ဆူတောင်းနေပြီးတော့ချီးမွမ်းနေတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့ဒီအချိန်လေးကြာအဲ့ဒီတိုက်ပွဲဝင်ပြီး3လကြာခြံကြီးလေးရလဲရတော့ကျမတို့ဘာဖြစ်သွားလဲဆိုတော့ ကျမရဲ့အာယုံနဲ့မှပါလားဟာခြံရပြီဆိုတော့ဖျားကင်ဒီနေရာမှာအဆောက်အဦဆောက်ရတော့မယ်နော်အဲ့တော့အဆောက်အဦဆောက်ပွင့်ရအတွက်ကျမတို့ engineer နဲ့တွေ့ချက်တဲ့ကမှအ ਨੇ ဆုံးဒေါ်လာတစ်တန်းမြန်မာငွေနဲ့ဆိုတော့3400ကျော်ကုန်ကြမယ်ဆိုပြီးတော့ကျမတို့တွေ့ချက်ထားတယ်ဂျားထဲမှာကျမတို့အမျိုးမျိုး engineer နဲ့တိုင်မြင်တဲ့ဒီ engineer ကလည်းကျမတို့အချိန်ဆွဲတဲ့အချိန်နောက်ထပ် engineer နဲ့ကျမတို့တွေ့ရတယ်ဖျားရဲ့အချိန်ကိုကျမမဖြုံးချင်ဘူး ဖျားပေးတဲ့ထိုင်ပင်ထဲမှာကျမမလွတ်သွားခြင်းဘူးဒါကြောင့်တယောက်နဲ့ဆင်မြင်နောက်တယောက်နဲ့တွေ့ကျမရဲ့စံနှုန်းထဲမှာ3လပြည့်ပြီဆိုတာနဲ့ငါတို့ဒီကြားထဲမှာခဏလောက်နောက်မှာ3လအတွင်းတော့ဖျားက3800ပြင်ဆင်ပေးနိုင်တယ်ဆိုရင်ချစ်လေးလီ30နှစ်ဘာဖြစ်လို့3000ကျော်ဘာလို့ဖျားတကယ်မပြင်ဆင်ပေးနိုင်ရမှာလဲတနစ်ခွဲလောက်ဆိုရင်ငါတို့မျော်မှန်းတာသိန်းလေးတောင်းကြော်ရပြီဟေ့ဆိုပြီးတော့ကျမကလေသူ့ရဲ့တိုင်ပင်နဲ့သူသွားပြီးသားဖြစ်တယ်။ဒါပေမဲ့ကိုထင်သားသလိုမဖြစ်လာဘူး။ဂျားနဲ့မမမျော်လင့်တာတဲ့ငလင်နေဖြစ်သွားတယ်။ အဆောက်အဦတွေအများကြီးပြိုကျတယ်။များစွာသောသူတွေဒုက္ခရောက်တယ်ကျွန်တော်တို့ကယ်ဆယ်ရေးတွေတွန်းရတယ်။နောက်ဆုံးအသင်းတော်အဆောက်အဦဒီဇိုင်းကလေချမ်းမဝဲနိုင်ခင်တည်းကထွက်နေပြီးသားနော်။ ကျမတို့ယူပါယုံကအရှိရောက်နေပြီသားလှုပ်ဆောင်မဲ့လုပ်ငန်းတွေဘာပြီးဘာလာမလဲအတင်းသူအတင်းသားတွေကိုကျမတို့ဝင်တော့မဖြစ်စေမနဲ့ဖျားသခင်ပေးမဲ့ကောင်းချင်းမင်္ဂလာတွေကျမတို့ဘလို့စီမံကြမလဲတချို့ကလည်းအုတ်ကိုတောင်းနဲ့ချီပါဝင်မဲ့သူတွေရှိတယ်တချို့ကလည်း fake promise အနေနဲ့ဘီလမင်းဘနဲ့အိတ်ဆိုပြီးပါဝင်မှုရံအတွက်ဂတိပြုထားတဲ့သူတွေရှိတယ်တချို့ကြလည်းမဟုတ်ကျမတို့ရဲ့ခြံရောက်ပြီးတော့ခြံမှာရသမျှအားလုံးကိုအတင်းတော်အဆောက်အအုံထဲဝင်မယ်ဆိုပြီးတော့အားလုံးကစီစဉ်ထားပြီသားဒါမဲ့အခုချိန်နေဒီမဖြစ်လာမဖြစ်လာတဲ့ခါမှာ ဖျောင်းကိုကျမမေးတယ်ကိုတော့ဘာလုပ်နေရလဲအချိန်အရန်နောက်နေတော့လို့ဖြစ်တယ်နောက်ဆုံးကျမတို့တွေးတယ်ဒီ engineer ဆိုနှစ်လလောက်တော့စောင့်ပေးရမယ်တိကျကိုကျမတို့ပြောလာတဲ့အခါမှာကျမရဲဟုတ်ပြီနှစ်လအတွင်းတော့ငါစောင့်မယ်ပေါ့နှစ်လပြီးသွားလို့တို့ပြောတဲ့စကားမှန်မှန်လို့ဆိုတော့ငါနောက်ထပ်ပဲပြောင်းရမှာလားဘာပဲလုပ်ရမှာလားဆိုတော့ကျမအမြင်နဲ့ခေါင်းထဲမှာတွေးနေဒီလိုပြောလို့ကျမတို့အရှိမရောက်ချင်တဲ့သူမဟုတ်ဘူးအရှိကိုရောက်ခြင်းလွန်တော်သူဖြစ်တယ်ဒါမဲ့အဲ့ဒီအထဲမှာဖခင်ကျမကိုပြောတဲ့စကားကဖခင်ရဲ့အချိန်ကို ်ဆောင်းပါဒီနေ့ဒီထဲမှာထိုင်နေသူတွေထဲမှာလည်းပဲသင်ကအရှိတ်ကိုအရန်ကြိုရောက်ပြီးတော့ဖရတ်အစေခံနေတာပဲဖြစ်ကိုယ့်ရဲ့မိသားစုရဲ့ plan နဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဆောက်အဦတွေစောက်ဖို့ပဲဖြစ်ဖြစ်လုပ်ငန်းတွေတိုးချဲ့ဖို့ပဲဖြစ်ဖြစ်ကျမတို့ရဲ့စီမံထားတဲ့အရာတွေနိုင်ငံခြားသွားမဲ့အရာတွေ plan တွေချထားတဲ့အရာတွေမအောင်မြင်သေးဘူးမလုံနိုင်သေးဘူးဆိုလေဒီနေ့နှုတ်ကပတ်တော်ကသင်တွေ့ဖြစ်တယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ကလူပြင်းတွေအတွက်တော့မဟုတ်ဘူးလူပြင်းတွေအတွက်အချိန်ကစောင့်စရာ မလုံးကျမက10တန်းအောင်ကစပေါ့နော်လိုင်တန်ရမှာအလုတ်လုတ်တယ်ကျမအတော်နဲ့နေတယ်နေတဲ့အချိန်မှာ ကျမအတော်ကနှစ်ရက်လောက်ခီးသွားရမယ်အဲ့တော့တစ်ဖက်လမ်းမှာရှိတဲ့အတော်အကြီးဆုံးတယောက်အိမ်မှာသွားနေပါတဲ့သူတို့ပြန်လာတဲ့အချိန်မှာ ငါတူမပြန်လာငါတို့နောက်နှစ်ရက်ကြာရင်ပြန်လာမယ်ဆိုတော့ جماعه ကတော့အတော်အကြီးဆုံးအိမ်မှာ جماعه သွားနေတယ်နေပြီးတော့နောက်နှစ်ရက်ကြာသူတို့ပြန်လာမယ်နေမှာ جماعه ဘာလုပ်လဲဆိုတော့မနေ့ငါးနိုင်လောက်ထဈေးတွေပါတွေသွား جماعه အတော်နဲ့ جماعه နဲ့နေတဲ့ဒီဘက်တစ်ဖက်လမ်းအိမ်မှာ جماعه ဟင်းတွေပါချက်ပြုတ်ထားတာပေါ့ဖုန်းဆက်တာပေါ့ရောက်ခံနေကြတော့ငါတူမရင်ငါပြန်ရောက်တော့မယ်နေပြန်လာလို့ရပြီဆိုပြီးတော့ جماعه ဖုန်းဆက်တဲ့အချိန်မှာအတော်တို့ကိုလေခကြီးကပြန်ပြန်လာခြင်းမနေ့စာအရန်ကြွေးခြင်းလား ဟင်းတွေမှာအများကြီးချက်တာအိမ်တွေပါတန့်ရှင်းလောက်ထားအိမ်တွေအမွေးကြိုင်ဖြစ်အောင်လောက်ထားအဝတ်တွေရှော်ထားကျမထင်တာအတော်ပြန်လာရင်တော့ငါ့ကိုချီးကျူးတော့မှာပဲ 变来变老，吃穿受看样。你巴不罗导游拿了他嘞，你巴不罗明天收他了，巴交了对啦。哎，你一猜嘛，领导游一样路边的，俺们有的名言里头说的，阿达马杰纳的诗，路边导游诗的说，都一样说的，那不罗怎么了？对对，怎么了？一样说的，怎么哪么了？巴交说的嘞，都俺们好不容易哦，阿路边阿达马杰纳，多上开那人嘛，好不啦？ ငါတို့ပြန်လာမှနင်းလာပါလို့ငါပြောတယ်လေပပိလို့နင်းမနဲ့အစိုးရထားပြီးတော့ဒါတွေကိုလှုပ်ရတာလဲနင်းတယောက်တည်းငါတို့မရှိတဲ့အချိန်တဆုံတယောက်တော့အမျိုးသားတွေဝင်လာပြီးတော့နင့်ကိုလူရက်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ तू ကျမကိုစူပါလေရောကျမနားမလဲဘူးသဘောမပေါက်ဒါပေမဲ့ဒီနေ့နှုတ်ကပတ်တော်ကိုကျမပြင်ဆင်တဲ့အခါမှာအဲ့ဒီအကြောင်းအရာလေးကကျမအတွက်ပြန်ဝင်လာတယ်တစ်ခါတလေမှကျမကစေတနာနဲ့ကျမကလှုပ်ချင်တာ ကူညီပေးချင်တာအတော်က စောင့်ပါငါတို့ပြန်လာမှနေအိမ်ပြန်လာငါတို့ပြန်မလာချင်မပြန်လာနဲ့လို့ပြောပေမဲ့လို့ချက်ပြုတ်ထားတဲ့အရာတို့ကိုကြွေးချင်တာစေတနာအမှန်ပဲဒါပေမဲ့ဗာမားနေလေနာခံခြင်းကလွဲမားတဲ့အခါမှာပြန်လဲပြန်လာအောင်အဆုခံရအောင်တခါတလေမှအဲ့လိုပဲဖျားသကံတင့်ကိုစောင့်ပါလို့ပြောတဲ့အခါမှာတင်ကမစောင့်မဲနဲ့ဖျားကိုကူညီတဲ့ လူတယောက်ရှိတယ်အာဗြဟံဖြစ်တယ်ပြားသခင်ကကပောက်ကျန်ဆက်နှစ်မှာသူ့ဘာပြောလဲမင်းအထက်ကနေထွက်လာတဲ့ဂတိတော်နဲ့ရှင်တဲ့သားအပြင်မင်းကလူမျိုးကြီးဖြစ်စေမယ်လို့ဘုရားသခင်သူ့စကားပြောတယ်ဒါပေမဲ့အသက်69နှစ်ထိတိုင်ဘုရားရဲ့ပြင်ဆင်ခြင်းကို तू မမြင်ရတော့ तू မိမသူ့အကြံပေးတယ်ငါရဲ့ဂျုံမနဲ့အိတ်လိုက်ငါမှသားမရဘူးဆိုပေမဲ့ငါရဲ့ဂျုံမနဲ့နေအိတ်လိုက်ရင်ငါတို့သားရမှာပဲဆိုပြီးဘုရားရဲ့အလုံးမှာဖျားကိုသွားကူညီသလိုလှုပ်လိုက်တော့ ဂတိတော်နဲ့ရှင်တဲ့သားမတိုင်ခင်မှာကျုံမနဲ့ရတဲ့သားထွက်လာတယ်။သူထင်လိုက်တာကတော့ဣရှမေလနဲ့လည်းပဲဖခင်ကလူမျိုးကြီးဖြစ်စေနိုင်တယ်လို့ထင်မိမယ်။ဖခင်ကသူပြောတဲ့စကားထဲမှာပါပြီးသားမင်းရဲ့အထဲကနေထွက်လာတယ်။ဂတိတော်နဲ့ရှင်တဲ့သားအဖြစ်ပဲငါကလူမျိုးကြီးဖြစ်စေမှာဖြစ်တယ်။ဒီနေ့မိသားစုများတစ်ခါတလေမှဖခင်ကကျွန်တော်တို့စောင့်ခိုင်းတဲ့အရာတွေကလေအတိတ်ပဲရှိတယ်။ဖခင်ကကျွန်တော်တို့စောင့်ခိုင်းတာကွဲကပေးခြင်းလို့ ဒါပေမဲ့ကျမတို့ကဘာလို့ဆိုတော့လူအတွေးနဲ့ဘာသွားလို့လဲတလားအမြဲတမ်းဖျားကိုအရန်အကူညီချင်တာအာဗြဟံရဲ့အသက်တာထဲမှာသူကအဲ့လိုမျိုးဂတိတော်နဲ့ရှင်တဲ့တာမတိုင်ခင်မှာကြော်မနဲ့တာကိုသူလှုပ်ဆောင်လိုက်တာဖြစ်တဲ့အတွက်နောက်ဆုံးအခုချိန်နေထိအတိုင်းအဲ့ဒီဂတိတော်နဲ့ရှင်တဲ့တာဣဇက်အပြင်ဣရှမေလရဲ့မျိုးဆက်အာရက်လူမျိုးတွေကအခုရံဘတ်ဖြစ်နေအခုချိန်နေထိနော်တိုက်ပွဲတွေဖြစ်နေဣဇရေလကိုတိုက်ခိုက်တဲ့သူတွေကြီးလိုက်အဲ့ဒီအာရက်လူမျိုးတွေပဲဒီနေ့ကျမတို့ရဲ့ရွေးချယ်မှုထဲမှာ God timing ဖခင်ရဲ့အချိန်ကိုဝိတ်မလုံနိုင်တဲ့အခါမှာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတယ်။ဖခင်ထိုင်ဆောင်နေပါလို့ပြောနေရင်တန်လန့်နေလေဖခင်တက်တလကြီးတာပေါ့။ဒီနေ့မိသားစုများဖခင်အချိန်ကိုစောင့်ခိုင်းတဲ့အချိန်မှာသင်ကလည်းဖခင်အလုပ်ကိုသွားကူညီစရာမလိုဘူး။ ာဗရာဟန်စောင့်ခိုင်းတဲ့အချိန်နေမှာသူကဗာတွေးလေတာအောင်ငါအသက်69နှစ်ရှိပြီအခုချိန်ဒီလည်းခလေးရမရသေးဘူးငါရဲ့ဇနီးစာရာလည်းပဲအသက်100လောက်တောင်ရှိနေပြီအဖွားကြီးဖြစ်နေပြီဘလို့မှလည်းခလေးရလည်းရနိုင်မှာမဟုတ်တော့ဘူးဆိုတော့အများကြီးသူတွေးရနှစ်ပေါင်းများစွာစောင့်လာကြတော့မထူးပါဘူးเนาะငါတို့ကြုံမနဲ့အိတ်လိုက်မယ်ဆိုပြီးလူနီလူဟန်နဲ့ဖြည့်ရှင်းလိုက်တဲ့အခါမှာမလိုလားအပ်တဲ့ပြဿနာတွေကိုအခုချိန်ဒီကျွန်တော်ကြားနေရတယ် ဒီနေ့မိတ်ဆွေသင်ရဲ့ဘဝအသက်တာတိုင်းမှာလဲအာဗြဟံကဲ့သို့ဖခင်ကအသုံးပြုမယ်ချီးမြောက်မယ်လူမျိုးကြီးဖြစ်စေမယ်မင်းကိုတနေ့ကျရင်တိုင်းနိုင်ငံတို့ရဲ့အထက်မှာငါထားမယ်ဆိုပြီးသင်ကိုဖခင် prophet ပြုချက်တွေရှိပါလိမ့်မယ်တနေ့ကျရင်မင်းကကြွယ်ဝချမ်းသာပဲလူတွေမြောက်များစွာတော့ကောင်းချီးဖြစ်မယ်ဆိုတော့ prophet ပြုခြင်းကိုခံရတဲ့သူတွေရှိလိမ့်မယ်ဒါပေမဲ့ဖခင်သင်ကိုစောင့်တိုင်းတဲ့အချိန်မှာသင်ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတော့စောင့်နေဖို့လိုအပ်တယ် လို့နီလန်းနဲ့ဖယားကိုသွားကူညီဖို့ရတဲ့မစင်စားနဲ့မိသားစုများတေချာနားထောင်ပေးပါနော်ဒီနေ့နှုတ်ကပတ်တော်ကတင်အတွက်ဖြစ်တယ်အာမေဒီနေ့ထိုင်ရမလို့ထားမလို့ထိုင်ရမလို့ဟာဘာလို့မလဲဘာကမ်းသူများတွေကတော့အောင်မြင်နေပြီသူများတွေကတော့သွားနေပြီသူများအတင်းတော်တွေကတော့မလဲတစ်ခုပြီးတစ်ခုဖြစ်နေပြီသူများရဲ့စီးပွားရေးကလည်းတစ်ခုပြီးတော့တစ်ခုဖြစ်နေပြီဒီလိုခက်ခဲတဲ့ကာလမှာလူတွေကအရင်အောင်မြင်နေငါ့တော့ဘုရားသခင်ကဘာလို့ထိုင်ဆောင်ခိုင်းတာလဲငါထိုင်မဆောင်တော့ဘူးကွာငါဟောင်းကစ조사ပြီးတော့လုံမယ်ဟေးဆိုတဲ့သူတွေနောက်ဆိုအရှုံးပေါ်သွားတဲ့သူတွေအများကြီးရှိတယ် ဒီနေ့ဖျားတဲ့ကိုစောင့်ကိုင်းတဲ့အချိန်မှာစောင့်ပါလို့ပြောတဲ့အခါမှာခုနအာဗြဟံရဲ့အသက်တာထဲမှာတင့်ကိုပြောတယ်လို့ပဲနံပါတ်၁ကစိတ်ရှည်စွာစောင့်ပါစိတ်ရှည်စွာမစောင့်တဲ့အာဗြဟံကကြုံမနဲ့တားရတဲ့ဣရှမေလကြောင့်သူ့ရဲ့အသက်တာထဲမှာ မညီမျှမှုတွေမတရားမှုတွေဖြစ်လာတယ်။နောက်ဆုံးအဲ့ဒီကြုံမနဲ့ကလေးကိုသူတို့ဘာလုပ်လိုက်လဲ။တစ်ခေါက်မောင်းထုတ်လိုက်ရသေးတယ်နော်။ဘာကြောင့်လဲ။လူနီးလူဟန်နဲ့လူပြတနာတွေကိုဖြေရှင်းဘယ်တော့မှမပြေရှင်းဘူး။မှတ်ထား။လူပြတနာတွေကိုဘသူနီးလန်းနဲ့ပဲဖြေရှင်းရမယ်ဆိုတော့ဖယားနီးလန်းနဲ့ပဲဖြေရှင်းရမယ်။ဖယားနီးလန်းနဲ့မဖြေရှင်းမဲနဲ့လူနီးလန်းနဲ့ကောင်းရနုံနုံတင်လို့ရင်ပြဿနာပိုကြီးထွားလာဖို့ပဲရှိတယ်။ဆိုတော့ဒီနေ့စိတ်ရှည်စွာစောင့်ပါလို့ပြောတဲ့အထဲမှာ တပည့်တော်တွေလဲပါတယ်ဒီနေ့ကပင်တေကုတ်တေနေ့ဖြစ်တယ်နော်အသက်ရှင်သောဝိညာဉ်တော်တရား20သောတပည့်တော်တွေအပေါ်မှာစဉ်သက်တယ်သို့တော်ညာလဲအဲ့ဒီစိန်ရက်မတိုင်ငယ်သခင်ယေရှုလောကမှာရက်40ပတ်လုံးလူသားတွေနဲ့တွာလာခြင်း အချင်းရမှာတပည့်တော်အယောက်900ကျော်ကတဲ့သခင်ယေရှုတက်ကြွသွားတော့ကိုမြင်ရတယ်တဲ့ 但係你少，但係最後嗰陣你講乜？但係你少話發表咧，牙端美都叫人嚟上，但係聽到五年嚟嗰啲，我話牙端老美咧，誒你當老嘅講乜？盧妙如嗰日聽埋，聽到講牙端表妹做個生開咧。 ဒါပေမဲ့လူ900ကျော်လို့ပြောတဲ့ကမ္ဘာမှတ်တမ်းတင်တာဒါအမျိုးသားကြီးပဲစိတ်ကြတဲ့အမျိုးသမီးတွေခလေးတွေပိုင်ရင်လူထောင်နဲ့ချီမလားမချီဘူးလားထောင်နဲ့ချီမှာဖြစ်တယ်တိုးတော်ညာလဲတကယ်တကယ်100ရက်မြောက်တဲ့နေ့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်တဲ့နေ့မှာတော့120တော့တပည့်တော်တွေပေါ်မှာဝိညာဉ်တော်သွန်းလောင်းတယ်တဲ့ကြံတဲ့ယာကျော်တွေဘယ်ရောက်ကုန်လဲဒီနေ့ဖခင်ရဲ့ timing ထဲမှာစိတ်ရှည်စွာစောင့်ပါလို့ပြောရင်ဖခင်မှာအကြံစီရှိလို့ဖြစ်လဲထိုးအကြံစီကသာရွေးစိုးမမဟုတ်ပဲနဲ့တင်းနဲ့တင့်မိသားစုတာပြီးအောင်မြင်စေဖို့ဖြစ်တယ် ဒီနေ့ဖခင်ရဲ့အလိုတော်မဟုတ်ပဲနဲ့ဖခင်ရဲ့အကြံစီကိုသင်စိတ်ရှည်စွာမစောင့်နိုင်ဘူးဟဲ့ဆိုရင်အာဗြဟံကဲ့သို့ပဲသင်ပြဿနာပေါ်နိုင်တယ်ခုန120မဟုတ်တဲ့အချားသောတပည့်တော်ယာပေါင်းများစွာရဲ့အသက်တာထဲမှာလဲသူတို့စိတ်ရှည်စွာမစောင့်နိုင်တဲ့ဝိညာဉ်တော်ရဲ့တုံးလုံးညွတ်တိုက်ရိုက်သူတို့မခံစားရတော့ဘူးဘသူတွေကပဲခံစားရလဲဆိုတော့စိတ်ရှည်စွာနဲ့စောင့်တဲ့တပည့်တော်120သောသူတွေကပဲထို တန့်ရှင်သောဝိညာဉ်တော်ရဲ့တကိုးတော်ကိုခံစားရတယ်။နောက်တစ်ယောက်စိတ်ရှည်စွာမဆောင်တဲ့နောက်တစ်ယောက်ရှိတယ်။ဘာတူလဲဆိုရှောလူဖြစ်တယ်။ပရောဖက်ရှမွေလကအမြဲတမ်းတိုက်ပွဲမတိုက်ခင်တိုင်းမှာရစ်ပလင်တီဘဖျားကိုအယုံဆုံးရစ်ဘူးစော်တယ်။ရန်သူတွေအရှိမလာနေတာမြင်တယ်။သူကြီးလိုက်တဲ့အခါမှာလဲပရောဖက်ရှမွေလမရောက်သေးတာကိုသူတွေ့တော့သူဘာဖြစ်လဲ။အယံကြောက်တယ်။ရန်သူတွေကနီးတဲ့နီးလာပြီးငါတို့သေရတော့မယ်။မဖြစ်တော့ဘူး။ ရှမွေလာကိုငါမဆောင်တော့ငါကိုယ်တိုင်ပဲရစ်ပူစော်ခြင်းမှုကိုပြုမယ်ဆိုပြီးတော့သူလှုပ်လိုက်တယ်။လှုပ်ပြီးတဲ့အချိန်မှာပဲအနောက်မှာဘသူကရောက်လာလဲဆိုတော့ Prophet ရှမွေလာရောက်လာ။ဘာကြောင့်မင်းတို့လိုလှုပ်ရတာလဲ။ငါလှုပ်ရမယ့်အရာမင်းဘာကြောင့်လှုပ်ရတာလဲ။မင်းတို့လိုလှုပ်တဲ့အတွက်မင်းပေါ်မှာဖျားဘိတ်သိက်တဲ့ရှင်မင်းဘိတ်သိက်ကအချားသူထံကိုလွဲသွားပြီဆိုပြီးတော့ Prophet ရှမွေလာကသူ့ကိုပြန်ပြောတယ်။ဒီနေ့စိတ်ရှည်စွာမဆောင်ရင်ကောင်းချီးမင်္ဂလာနဲ့လွဲတတ်တယ်။ နမနှစ်ချက်ပြောပြချင်တယ်နှုတ်ပိတ်ပြီးစောက်ပါဘာဖြစ်လို့နှုတ်ပိတ်ပြီးစောက်တာလဲဆိုတော့အေးဖက်ခန်းကြီးလေးအငယ်29ကိုကျွန်တော်ဖတ်ရအောင်ညင်ညူသော စကားတခုံးကိုမြသင်တို့နှုတ်ထဲကမထွက်စေနဲ့ကြားနာသော သူတို့၏အချိုးကို ပြုစုစေခြင်းကတိဆောက်စရာဖို့ကောင်းသော စကားကိုသာ သုံးဆောင်ကြ စကားမထွက်နေတဲ့ဗာစကားကြီးဆိုညင်ညူးတဲ့စကား ယောရှုနဲ့ဣသရေလအသက်20နဲ့20နှစ်အောက်ခါနန်ပြည်ရဲ့ဝင်မဲ့အရေးမှာဖျားလုတ်ခိုင်းတဲ့အရာတစ်ခုရှိတယ်။တရက်မှာတစ်ခေါက်မင်းတို့ဒီမြို့ရိုးပတ်တဲ့ပတ်တဲ့အခါမှာနော်အသံတစ်စက်မှမထွက်နဲ့6ရက်လုံးလုံးတရက်ကိုတစ်ပတ်စီပတ် တ်တိုင်းမှာအတန်မထွက်နဲ့စကားတခုံးမြန်မပြောနဲ့ဆိုဘုရားကပြောတယ်။ခုနှစ်ရက်မြောက်တဲ့နေ့မှာမင်းတို့ခုနှစ်ပတ်ပတ်အဲ့ဒီခုနှစ်ပတ်ပတ်တဲ့အချိန်မှာလဲစကားတခုံးမြန်မထွက်နေတဲ့။အေးခုနှစ်ပတ်ပတ်လို့စကားတခုံးမှမပြောပဲပတ်ပြီးသွားရင်တော့ဟောရဘုရားဒီဤမြို့ကိုငါတို့ကအပိုင်ပေးပြီဆိုတော့တပိုးခရာမှုတ်လို့ကြွေးကြော်တဲ့။အဲ့ဒီမတိုင်ခင်တော့မင်းတို့အတန်တစ်ချက်မှမထွက်ပါနဲ့ဆိုတော့ဘုရားသူတို့ကိုပြောတယ်။ဘာကြောင့်ဤသူတွေလားလူမျိုးတွေကိုဘုရားသခင်နှုတ်ပိတ်ခိုင်းတာလဲ။ ဒီနေ့ဝิญဉ်ရမှာသင်ခန်းစာရှိတယ်။သင်ထွက်လိုက်တဲ့ဇကားတစ်ခုစီတိုင်းကအနုလက္ခဏာဖြင့်ဖျားပြုတ်ခြင်းနဲ့အရာတွေပြုတ်လို့မရတော့ဘူး။ဖျားပြုတ်ခြင်းနဲ့အရာတွေကိုပြုတ်လို့ရဖို့ရန်အတွက်သင်ထွက်လာတဲ့ဇကားတစ်ခုစီတိုင်းကအရေးကြီးတယ်။ဒီနေ့မိသားစုများသင်ကိုနှုတ်ပိတ်ပြီးဘုရားသခင်စောင့်ကိုင်းတဲ့အခြေအနေတွေရှိလိမ့်မယ်။ဘသူကမှအပြစ်မတင်ခိုင်းတဲ့အရာမျိုး။ဘသူကမှစကားမပြောတဲ့အခြေအနေမျိုး။နှုတ်ပိတ်ပြီးစောင့်ရင်လေသင်အဆင်ပြေမယ်ထင်လား။ ဖျားတဲ့တင့်ကိုမပြောခိုင်းတဲ့အခါတွေရှိအထူးသဖြင့်ပြဿနာတွေဖြစ်လာပြီးအိမ်မှာမိသားစုတွေစကားများလာပြီးဆိုဘာကြောင့်ပြဿနာဖြစ်ရဆိုအဲစကားကြောင့်ပဲဖြစ်တာပတ်စံမရှိလို့မဟုတ်ဘူးနော်ဒါကြောင့်တုတ်တန်ကျန်တဲ့မှာဘာပြောလဲဆိုတော့လေချက်ချင်းမြင့်တာပါတယ်ဟင်းရွက်တနက်စာပို့ပြီးတော့ကောင်းတယ်ရံနေဖြည့်ပြီးတော့စားကောင်းတောက်ွယ်ရာတွေရှိနေပြီးမှစားလို့မကောင်းဘူးတဲ့ ဒီနေ့မိသားစုများတရားမှာတဲ့85ရာဂိုင်နှုံးလောက်တော့ရံဖြစ်တဲ့ဇနီးမောင်နှံတွေကိုစစ်တမ်းကောက်တဲ့အခါမှာတဲ့စကားများလို့ဖြစ်တယ်တဲ့တရားမှာဘယ်နှရာဂိုင်နှုံးလဲ85ရာဂိုင်နှုံးဟုတ်ပြီနှုတ်ပိတ်ပြီးစောင့်နေမှာဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့အသက်တာမှာထွက်လာတဲ့စကားတွေကကောင်းသောစကားတည်းမကောင်းသောအရာကိုများများထွက်တတ်တယ်ဆိုတဲ့အရာကိုဘုရားကကြိုတင်သိတယ်အဲ့ဒါကြောင့်ရိုးရိုးစောင့်ခိုင်းတာမဟုတ်ဘာပိတ်ပြီးစောင့်ခိုင်းတာလဲ နှုတ်ပိတ်ပြီးတော့စောင်းတယ်မင်းတို့နှုတ်ပိတ်ပြီးတော့ပတ်တဲ့စဉ်းစားကြည့်နော်ဒီနေ့ကျွန်မတို့စကားပြောပြီးဆိုရင်ကောင်းတဲ့အရာတွေမများမပြောတဲ့ပဲမကောင်းတဲ့အရာတွေထွက်တာပါများတော့အဲ့ဒီစကားထဲမှာယုံကြည်ခြင်းနဲ့သက်ဆိုင်တဲ့အရာဖခင်အလုံးလုံးနိုင်မဲ့စကားတွေမပါတော့ဖခင်တင့်ရဲ့တက်တာတွေမှာလှုပ်လို့မရအောင်ဒါကြောင့်ဖခင်ရဲ့အချိန်ကိုစောင့်ပါလို့ပြောတဲ့အခါမှာပထမကဘာစောင့်ရမလဲစိတ်ရှိစွာစောင့်ရမယ်ဒုတိယကနှုတ်ပိတ်ပြီးစောင့်ရမယ် ိုက်တရနောက်ဆုံးတကအရာအားလုံးဆုံးရှုံးရင်လဲစောင့်ပါအရာအားလုံးဆုံးရှုံးရင်လဲစောင့်ပါလို့ဘာဖြစ်လို့ပြောရလဲသလားနှုတ်ကပတ်တော်ရင်မှာတစုံတယောက်တော့သူရှိတယ်အဲကုတုရဲ့မင်းသားဖြစ်ခဲ့တဲ့အချိန်ကအတန်မရှိဘူးဒါပေမဲ့နောက်ထပ်နှစ်ပေါင်း40တော်ထဲမှာထွက်ပြေးရတယ်။ဘာကြောင့်ထွက်ပြေးရဆိုတော့သူ့ရဲ့လူမျိုးကိုအဲကူတူရဲ့စက်သက်ကလူကအနိုင်ကျင့်တော့သူကဝင်ပြီးတော့တိုက်ပေးလိုက်တဲ့အခါမှာအဲကူတူရဲ့တက်တရားတယောက်ကသိသွားဘာလို့လဲ ်မောရှိမောရှိတော်ရရောက်သွားတဲ့ခါမှာသူ့မှာရွှေငွေတွေပါသွားမထင်လားသူ့မှာအဲ့ဒီချိန်မှာတက်ကြွချင်းဆိုတဲ့အရာတွေနှစ်ပေါင်းနောက်ထပ်40လုံးလုံးကတော်ထဲမှာတရိတ်ဆန်တွေကိုကြောင်းရတယ်မင်းသားဆိုတဲ့အရာရတယ်မရှိဘူးယာဒူးတွေမရှိတော့ဘူးဘယ်အချိန်သူ့လာတတ်မလဲဆိုတာတွေးပြီးတော့ကြောင်းရတယ်သူဘာဥစ္စာပစ္စည်းမှလည်းမရှိတော့တဲ့အချိန်မှာဖခင်ကသူ့ကိုဘာလုပ်ခိုင်းလဲတလားမောရှိကိုစောင့်ခိုင်းနေတာအဲ့ဒီစောင့်ပြီးတော့ ဘယ်အချိန်မှလဲဆိုတော့ထွတ်မြောက်ကညသုံးအငယ်ငါအတူတူကဖတ်ရအောင်ဖယားသခင်ကလည်းမချင်းနဲ့သိမ့်ချေနှင်းကိုချွတ်လွန်တင်းနှင်းသောအရက်ကတန့်ရှင်းသောမေဖြစ်သည်ဟု၍၎င်းโอเคနောက်တက်နှစ်ပေါင်း40လဲကြာရောသူတိုးကြောင်းနေရင်းနဲ့ခြုံတစ်ခုမှမီးတောင်နေတယ်ဆိုရရောက်သူသွားတွေ့တယ်။သွားတွေ့တဲ့အခါမှာသူသွားပြီးတော့ကြည်တယ်။ကြည်တဲ့အခါမှာဖခင်ကပြောလဲဒီနေရာမှာမင်းခြေနှင်းကိုချိုးတယ် ဖနက်နဲ့လာမတက်နဲ့တဲ့ဘာဖြစ်လို့ဆိုဒီနေရာကတန့်ရှင်းတဲ့နေရာဖြစ်တယ်တဲ့ငါချင်းဝတ်တဲ့နေရာဖြစ်တယ်ဆိုတော့ခြေနှင်းကိုချွတ်ပြီးတော့မှဘုရားသခင်ကသူ့ကိုအဲ့မှာစတင်စကားပြောတယ်စတင်စကားပြောတဲ့စကားကဗာလဲငါရဲ့လူမျိုးတွေကိုငါကယ်ထုတ်ခြင်းနဲ့မင်းသွားမင်းသွားကယ်တယ်မှာအဲ့တော့အဲ့ဒီကယ်တင်မှာလို့မကြားခင်တောထဲမှာဘယ်နှစ်နှစ်ဖြတ်တန်းနေရလဲသူနှစ်ပေါင်း၄၀တစ်ခါတလေမှလေမောရှိလေခံမရဖြစ်နေမှာပဲနော်ကိုရောရဲ့အသက်၄၀ကျော်မှပဲ သူတပောက်ကူညီပေးလို့အခုအချိန်လေးလို့ပြောဝရမ်းပြေးဘဝရောက်ရတယ်ကိုကြောက်လည်းမဟုတ်ဘူးသူများကိုကူညီလိုက်လို့ကြည်အောင်သူများကိုကူညီလိုက်လို့ဒုက္ခရောက်တာလဲတစ်နှစ်လားနှစ်နှစ်လားဘယ်နှစ်နှစ်လဲနောက်ထပ်နှစ်40သူ့ရဲ့ဘဝအချောအရေးအတွက်တိုင်းနှစ်ပေါင်းအကြာကြီးသူတတရရနေခဲ့ရတဲ့မင်းသားကာလတလျှောက်လုံးထမကကိုသူဒုက္ခတွေအကြာကြီးခံရတယ်။သူခံရတဲ့အချိန်မှာသူပြောင်းမေးမလားမမေးဘူးလား။မေးမှပဲသိကြတယ်။သူမြောက်ကူညီရောဘာဖြစ်လို့ကျွန်တော်ကဒုက္ခရောက်နေရလဲ။ ကိုတော့ပြောတော့ကျွန်တော်ကဖခင်အမျိုးဆိုသူကမဆိုငငယ်တည်းကသူ့အမေနဲ့သူကကြီးပြင်းလာရတာကိုသူ့အမေကဂျူးလူမျိုးဆိုတာသူသိနေရမှာကျွန်တော်ကဖခင်လူမျိုးဆိုခုနှစ်ပေါင်းကလဲဟာအကြိုက်ပဲ30လဲမက20လဲမကောင်းဒီတော်ထဲမှာပဲနေရအချိန်နေလာဖြုံးနေရလာသူခံစားနေရမှာပဲဒါမဲ့အချိန်တန်တဲ့အခါမှာတော့ဖခင်သခင်ကမိမလောင်ကျွမ်းတဲ့ခြုံဖို့ကနေဖခင်သခင်စတင်ပြီးတော့သူ့ကိုခေါ်စကားပြောတယ်အဲ့မှာကျွန်မပြောပြချင်တယ်အရာအလုံးဆုံးရှုံးနေလေတင်စောင့်နေဖို့လိုအပ်တယ် အရာအလုံးဆုံးရှုံးပြီးတော့ဘဝဆုံးသွားပြီလို့သင်မထင်လိုက်နဲ့အရာအလုံးဆုံးရှုံးပြီးတော့ရဲ့နောက်မှာဖရားကြီးမြောက်ခြင်းဆိုတာရှိတယ်ဒီနေ့ဘဝထဲမှာအခုသင်ဘယ်လိုခံစားနေရလဲကျွန်မမသိပါဘူး ဒါပေမဲ့ကျမပြောပြခြင်းတဲ့အရာကနှုတ်ကပတ်တော်တစ်ပိုက်ရှိတယ်30ခုမြောက်သောစာလံအပိုင်ငယ်9မှာဆိုရင်အမျက်တော်သည်ခဏထွက်၍ကျေးဇူးတော်မူကားတသက်လုံးတည်ညဦးရန်၌ငိုကြွေးခြင်းသည်လာ၍တဲခိုဤနတ်နတ်ရန်၌ကတချင်းဆိုရသော အခွင့်ရှိ၏။ဒီဖျားရဲ့အမျက်တော်ကတဲ့ကျမတို့အတွက်ထွက်သလားဆိုတော့ထွက်တဲ့အခါမျိုးရှိတယ်။ဒါပေမဲ့ခဏပဲတဲ့ဖျားရဲ့ကျေးဇူးတော်ကတသက်လုံးသင်ငိုကြွေးရတဲ့ညဦးရန်ကုံတိုင်းနတ်နတ်ဆိုတဲ့အချိန်က ရောက်လာမှာဖြစ်တယ်။ဒါကြောင့်မိသားစုများဖခင်ကတင့်ကိုစောင့်ကိုင်းနေတဲ့အချိန်မှာတင့်ဝမ်းနေရတဲ့အခါတွေရှိပါလိမ့်မယ်။တင့်ဖြစ်ချင်းတလို့တွေမဖြစ်လာတဲ့အခါတွေရှိချင်းနေမယ်။တဲ့ရဲ့အရွယ်တဲ့ရဲ့အသက်ရွယ်တင့်ကဲ့သို့ပဲတင့်ရဲ့တငယ်ချင်းတွေကအောင်မြင်ကြော်ကြားနော်အရာဟာတချို့ကလည်းမင်းသမီးတွေဖြစ်တချို့ကလည်းနာမည်ကြီးတဲ့ celebrity တွေဖြစ်ဖြစ်နေမယ်။ဒါမဲ့တင့်ကအခုချိန်တွေဘာမှဖြစ်သေးလဲကိစ္စမရှိဘူး။ဖခင်အချိန်မရောက်သေးလို့ဖြစ်တယ်။ ဒီနေ့ KFC ရဲ့တထည့်ရလည်းဘယ်အချိန်မှအောင်မြင်တာလဲတလားအသက်60နှစ်မှအောင်မြင်တာ65နှစ်မတိုင်ခင်ခဏခဏစီးပွားရေးတွေဆုံရှုံနေဘာကြောင့်ဆုံရှုံတာလဲအလုံးမလုံးလို့ဆုံရှုံတာမဟုတ်အလုံးလုံးရင်းနဲ့ရှုံတာဒါပေမဲ့တရက်မှာ तू အဲ့ဒီကြက်ကြော်လေးကို तू စားပြီးတော့ तू လှုပ်ဆောင်လိုက်တဲ့ကမှာအခု तू အယံကိုအောင်မြင်နေနောက်မျိုးဆက်တွေကိုလက်ဆင့်ကမ်းနိုင်နေ तू ဖြစ်လာတယ်ဒီနေ့အချိန်တွေဘလောက်ကြာသွားလဲဆိုတာကိစ္စမရှိဘူး စိတ်ရှည်စွာနဲ့စောင့်တက်ဖို့တာဝန်ကသင်နဲ့ကျွန်ုပ်ရဲ့တာဝန်ဖြစ်တယ်။နှုတ်ပိတ်ပြီးတော့စောင့်ရမယ့်တာဝန်ကကျမတို့ရဲ့တာဝန်ဖြစ်တယ်။အရာအားလုံးဆုံးရှုံးသွားရင်လည်းစောတကမတက်ဘူးဘသူကမှအပြစ်မတင်ဘူးဘသူကြောင့်မှမဟုတ်ပဲနဲ့ဖခင်ရဲ့အချိန်ကိုစောင့်တက်ဖို့ဖြစ်တယ်။ဖခင်ကလုတ်ခိုင်းပြီးဖခင်ကဒါကြောင့်စာရေးဆရာတယောက်ကပါပြောလဲဆိုမှတ်ထားပါတဲ့လူတိုင်းကအောင်ကိုအောင်မြင်မှာဖြစ်တယ်တဲ့။အချိန်မကျသေးလို့ပဲဖြစ်တယ်တဲ့။ ဟုတ်ပြီနော်။ဘာလဲ?လူတိုင်းကအောင်မြင်မှာ။ဒါကြောင့်သင်ကသူများလို့မအောင်မြင်သေးလို့စိတ်ဓာတ်ကျစရာအကြောင်းတစ်စက်မှမရှိဘူး။ဖခင်အတင်ကိုဒီနေ့ဒီချိန်ဒီရက်အသက်ရှင်ညွန်ကပေးထားခြင်းကအောင်မြင်ဖို့ရတဲ့သင်ကိုခေါ်ထားခြင်းဖြစ်တယ်။သင်အောင်ကိုအောင်မြင်မှာဖြစ်တယ်။အာမင်။ဘေးနားမှာရှိတဲ့ငယ်ချင်းပြလိုက်မင်းအောင်ကိုအောင်မြင်မှာဖြစ်တယ်။မင်းကိုဖခင်ချီးမဆောအသုံးပြုအောင်မှာဖြစ်တယ်။အေးမဲဒီနေ့တရားမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာဒီနေ့သင်အသက်ရှင်နေရခြင်းက ်သင်ကိုဘုရားကခြံထားမယ်လို့သင်ပြတော့မှမထင်နဲ့တချို့မျိုးငါအပြစ်သားလေငါလေအရင်မှမတော်တာငါငငယ်တော့ဆိုစားလေမရမှမရတာအခုစားအရင်မရတဲ့အမှုတော်စားနေကြည့်၃ယောက်ပေါင်းတော့၁၀နဲ့မအောင်ကြရဲဒါပေမဲ့ဘုရားကြီးမဆိုအသုံးပြုနေတဲ့သူတွေအများကြီးရှိလားမရှိဘူးလားရှိတယ်ဒီနေ့ကျမပြောပြခြင်းတဲ့အရာကလေသင်မအောင်မြင်တာမဟုတ်မအောင်မြင်သေးတာဖျားကလူတိုင်းကိုအောင်မြင်ခြင်းနဲ့မှာသင်လဲအပါဝင်ဖြစ်တယ် ဒါကြောင့်ကျွန်မအားပေးခြင်း ਨੇ ဖခင်ရဲ့အချိန်ကိုသင်စောင့်တတ်ပါစေသင်ဖခင်ရဲ့အချိန်ကိုစောင့်တဲ့အခါမှာနံပါတ်၁စိတ်ရှည်ဖို့လိုအပ်တယ်စိတ်မရှည်ဘဲနဲ့ကျွန်မနဲ့ရတဲ့သားမျိုးတော့သင်ရဲ့အတ္တဓာတ်မှာမဖြစ်လာစေနဲ့စိတ်မရှည်ဘဲနဲ့ရစ်ပရောဟိတ်ရှမွေလာလောက်ရမယ်အလုတ်ကိုကြိုလုတ်လိုက်လေရှောလူခဲ့သူတော့မဖြစ်စေနဲ့အဲ့လိုမျိုးကြိုလုတ်ပြီးတော့ဖခင်ရဲ့အချိန်ကိုစိတ်ရှည်စွာမစောင့်ရင်တော့အမင်္ဂလာနဲ့ပဲအဆုံးသတ်ရလိမ့်မယ် ။ဒီနေ့ဖခင်ရဲ့အချိန်ထဲမှာဒါကြောင့်လေယုံကြည်သူတွေကအရန်စူးစမ်းခြင်းညာဒါအမှန်တိုင်းပြောတာနော်။ဒါကြောင့်ဖခင်ကဘာပြောလဲသလားမစူးစမ်းနေတဲ့ကိုးစား။ဘာလို့ပို့ပြောလဲ။ဟာမရဘူးကိုတော့ကျွန်တော်ကလေဖျားနဲ့တူရသလားတအားအောင်လှုပ်ချင်တာလှုပ်တော့လေဖြစ်လားဆိုတော့လေဖြစ်သင့်တဲ့လောက်ဖြစ်ပါတယ်ဒါပေမဲ့လေလေကြာတော့မောတော့ယောဂါတွေရတော့မတည်တဲ့အချိန်မှာတည်သွားတဲ့သူတွေအများကြီးရှိတယ် တကယ်ပြောတာပါမိသားစုများဒါကြောင့်ကျမဗန်အားပေးခြင်းလဲဆိုတော့ဖခင်ရဲ့အချိန်ကိုသင်ဆောင်ရင်နောက်ကျတယ်လို့မထင်ပါနဲ့ငါအလဲမကြသေးလို့ဖြစ်တယ်အမေငါအလဲမကြသေးတဲ့အချိန်မှာငါဒီနှုတ်ပိတ်ပြီးတော့ဆောင်မယ်ကျေးဇူးတော်ချီးမွမ်းပြီးတော့ဆောင်မယ်အမေငါဆောင်တဲ့အခါမှာဖခင်ပြောတဲ့အတိုင်းငါနှုတ်ပိတ်မယ်စိတ်ရှိစွာဆောင်မယ်နောက်ဆုံးငါရဲ့အသက်တာထဲမှာ အရာအားလုံးဆုံးရှုံးသွားရင်လည်းငါဖခင်ကိုဆက်ဆောင်မယ်ဒါကြောင့်ဖခင်ရဲ့ဥပမာကဘာပြောလဲဆိုတော့ မာရိကတဲ့ကောင်းသောအဖို့ကိုရွေးတယ်မာတာမာတာသင်ကများစွာသောအမှုတော်၌စိုးရင်နောက်ဆက်ခြင်းရှိတယ်အလုံးမလုံတဲ့သူကဘာတူလဲမာရိအလုံးလုံတဲ့သူကဘာတူလဲမာတာဖခင်ကအလုံးမလုံတဲ့သူကိုအပြစ်ပြောရမယ်အစားအလုံးလုံတဲ့မာတာကိုအပြစ်သွားပြောတယ်ဘာကြောင့်လဲဒီနေ့မိသားစုများသင်မလုံရတဲ့အချိန်မဟုတ်ဘူးသင်လုံရတဲ့အချိန်ရှိပါလိမ့်မယ်ဒါပေမဲ့ဖခင်ကသင်ကိုဝိတ် timing ကိုစောင့်ကိုင်းတဲ့အချိန်မှာသင်ကလေစောရကတက်ပြီးတော့ထားမလုံးမိပါစေနဲ့ဆုတောင်းခြင်းနဲ့ပြင်ဆင်နေပါမာရီလိုပဲအထံတော်မှာနေပြီးတော့သခင်ရဲ့တရားစကားတွေကိုမြန်မြန်နားထောင်ပါဖခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ပါအဲ့ဒီတစ်ခုဒီသောအရာလုပ်ရင်နေအဲ့ဒီ one thing ဆိုတဲ့အရာက အခြားသော other thing တွေနဲ့ရှင်ရင်အဲ့ဒီ other thing တွေကိုအနိုင်ယူသွားမဲ့ one thing ဖြစ်တယ်အာမင်ဒီနေ့ရဲ့သင်ရဲ့ဘဝအသက်တာထဲမှာသင်ထင်နေတာကတော့အချိန်တွေကုန်လိုက်တာ ်ဟာငါ့ကိုဖျားသိကံလည်းအတုံးမပြုသေးဘူးကြည်ကြံငါရဲ့တငယ်ချင်းတွေကနာမည်တွေအရန်ကျော်သွားတာအောင်မြင်သွားတာဟာသူတို့ကိုတွေးလိုက်တော့သူတို့ကိုမိတ်ဆက်ဟာဘသူရဲ့ငါကတော့ဘသူရဲ့မဟုတ်ဘူးတင်အောင်မြင်မဲ့အချိန်လောင်လောင်မှဖြစ်တယ်တင်ဘလောက်ပဲလေတုံးမှနေနေတင်ဘလောက်ပဲဇနပုတ်မှပဲဖြစ်ဖြစ်ဒီနေ့လေတောထဲမှာရှိတဲ့ဒါဝိဒ်ကိုတော့ဖျားကချီးမြောက်နိုင်တင့်ကိုဘာလို့မချီးမြောက်နိုင်ရမှာလဲကျွန်ဖြစ်ပြီးတော့ နော်ထောင်သားဖြစ်နေတဲ့ယောသက်ကိုတော့ဘုရားကချီးမြှောက်နိုင်ရတယ်ဆိုတင့်ကိုဘာလို့မချီးမြှောက်နိုင်ရမှာလဲဒီနေ့မိသားစုများဘေးနောက်မှာရှက်တငယ်ချင်းပြောမင်းကအောင်ကိုအောင်မြင်မဲ့သူဖြစ်တယ်လို့ဥပမာလေးတစ်ခုနဲ့ပြောပြချင်တယ်တရက်မှာစင်ကကိုဝင်ဆောင်တယ်ခွေးကလည်းကိုဝင်ဆောင်တယ်အဲ့ဒီဥပမာလေးတည်တဲ့သူရှိလိမ့်မယ်ခွေးကကိုဝင်ဆောင်ပြီး3လ4လလဲကြတော့ခလေးတွေမွေးတာလင်းကားကအဲ့ချိန်မှာ ခွေးက3လေးကမွေးပြီးပြီးစင်ကားတဲ့ကိုဝင်ဆောင်16လရအဲ့ဒီ16လမတိုင်ခင်မှာ ခွေးကဘာပြောလဲငါလေးတဲ့ငါကလေးတွေမွေးတာလေးတဲ့နော်ဟိုတစ်ခေါက်မကောင်နှစ်ခေါက်မကောင်သုံးခေါက်မကောင်လေးခေါက်မကောင်ငါးခေါက်လောက်ရှိနေမင်းကတော့အခုချိန်ကြီးမမွေးသေးဘူးတဲ့။ तू မွေးလာတဲ့အချိန်မှာအဲ့ချိန်မှာဆင်ရပါပြောလဲ။ဟုတ်တယ်တဲ့ငါကတော့မင်းလိုမျိုးတဲ့။အချိန်တူတူလေးနဲ့မမွေးပေမဲ့ဒါပေမဲ့ငါမွေးတဲ့ကလေးကလေးတဲ့။နစ်တယ်အများကြီးငါစောင်းရပေမဲ့ဒီ တကောင်ကလေမင်းရဲ့10កောင်1100ထက်မကငါရဲ့တန်မိုးကပုံများတယ်။နေနေမိသားစုများတင်ရဲ့ဘဝအသက်တာထဲမှာအချာကြီးစောင့်နေရတယ်လို့ခံစားနေရလား။အောင်မြင်တာလေသူများတွေကအောင်မြင်တာမြန်လိုက်တာငါမမို့လို့ဘာဖြစ်လို့မအောင်မြင်ရလဲ။ငါမမို့လို့ဘာဖြစ်လို့ဆင်းရဲနေရလား။ငါရဲ့မိသားစုကဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေရလဲ။သူများရဲ့မိသားစုတွေကအရန်တွေကိုအရှိရောက်နေပြီးတော့ငါတို့ကဘာဖြစ်လို့နောက်ကောက်ကျနေရလဲလို့ခံစားနေရရင်တင်ဒီဥပမာလေးကိုအောင်းမေးပါ။ အောင်မြင်ပြီးတော့စားလို့ရတဲ့ပန်းသီးတပင်ကအနည်းဆုံး၄နှစ်ကနေ၆နှစ်အတွင်းထားရတယ်တဲ့အဲ့ချိန်ကြာမှစားရင် तू ကစားသုံးလို့ရတာဖြစ်တယ်စတော်ဘယ်ရီသီးကတော့သင်အဲ့လောက်စောင့်နေတာလို့လားမလို့လှပိုင်းလေးနဲ့စောင့်ရင် तू ကမြင်မြန်ကြည့်လားစားလို့ရတယ်ဒီရာသီးကဘာရာသီးလဲဘာအသီးနှံရာသီးလဲဒူးရင်သီးအခုသင်တားကြိုက်တဲ့ဈေးရမ်းကြီးတဲ့ဆိုရဲဒူးရင်သီးသူရဲ့ဒူးရင်တိရတဲ့အပင်ဖြတ်ဆိုင်သွားပို့ပို့ပို့မြန်တာပေါ့နော်ဟိုအစိရနေမဟုတ်ပဲနဲ့အပင်ဖြတ်ဆိုင် အဲ့ဒီအပင်ဖြက်ဆိုင်ရင်တော့မှ6နှစ်ကနေ8နှစ်အတွင်းကြာတယ်ဆိုတော့ဒါကြောင့်အချိန်ဆောင်းရတဲ့အရာတိုင်းကတတ်မိုးမရှိဘူးလို့သင်မထင်လိုက်နဲ့ကျမကအမိုးတပိတာတစ်ခါဆူတောင်းပေးတယ်အဲရောကျမတော်တော်ကြာခဲ့ပြီဖုံးမိုးရဖုံးမိုးဆူတောင်းပေးတဲ့ခါမှာအမိုးပါခံစားဆိုတော့တမီးကအပင်ကြီးမျိုးဖြစ်တယ်တဲ့တချို့တော့ပဲပင်ပေါက်တော့နော်ခရမ်းကျင်သီးတို့ကတော့ပေါက်တာမြန်တယ်သီးတာမြန်တယ်ဒါမဲ့သူတို့ကလေနေပူတန်ခံရင်တဲ့ပဲပင်ပေါက်ကမြန်မြန်ညိုးတယ်တဲ့ ဒါပေမဲ့တမိကိုအမိုးဆူတောင်းမိတဲ့ခါမှာတမိကအပင်ကြီးမျိုးဖြစ်တယ်တဲ့။သူများလိုတော့ချက်ချင်းပေါက်ချင်းမှပေါက်မယ်။သူများလိုတော့ချက်ချင်းအသီးစားရချင်းမှစားမယ်။ဒါပေမဲ့တမိတီးပြီးဟိဆိုရင်တော့နှစ်ပေါင်းများစွာတီးတဲ့ဒီပန်းဒီလိုနှစ်ပေါင်းများစွာအတီးပေးတဲ့ဒူရင်းဒီလိုပဲသူတပားအတွက်ကောင်းချီးဖြစ်စေမဲ့သူဖြစ်တယ်တဲ့အာမင်ဒါကြောင့်မိသားစုများဖခင်ရဲ့အချင်းစောင့်ခြင်းမှာတန်မိုးမဲ့သွားတာမဟုတ်တန်မိုးတာပြီးတက်လာတာဒီနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဖခင်ရဲ့အချင်းကိုသင် ်ဆောင်ပါဒါကြောင့်ဘေးနားမှာရှင်တငယ်ချင်းကိုပြောလိုက်ငါတို့ဖရားအချင်းကိုအတူတကွဆောင်ရအောင်ကြီးမားသောအမှုရတယ်မကြခင်ဖြစ်လာတော့မယ်အာမင်သင်တစ်ခါမှမတွေ့ဘူးမကြားဘူးမမြင်ဘူးတာအယက်စီဖရားကသင်ကိုဆွဲခေါ်သွားတော့မယ်အယံခတ်တာတွေယုံကြည်သူတွေအယံလှုပ်ချင်တယ်ဒါပေမဲ့ဖရားတကယ်မို့အလွယ်ဆုံးအလုပ်ကိုလုပ်ခိုင်းတယ်ငါအချင်းကိုဆောင်အချင်းတန်းတဲ့ကငါကြီးသောအမှုကိုသင်တတော်ငါပြုမယ်ဖရားပြတယ်